ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြန်လည် ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီခေတ်ပြောပြတင်ဆက်ပေးမှာကတော့သေမင်းနဲ့လက်တကန်းဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါနားဆင်အားပေးကြပါအောင်ခင်ဗျာကိုကျော်စင်ကအေးဆက်နေပြီဖြစ်တော့လေသူ့ရဲ့ပေးမှလဖိတ်ရဲ့ကွက်ကိုအမြန်ကောက်ပြီးတော့မောလိုက်ပါတယ်နည်းနည်းဆော့ဆော့ဆန်ဖွင့်ဒီမှာ နေ့လယ်ပိုင်းတည်းအလုံးနဲ့လက်နဲ့မပြက်ခဲဝဲသူလာလျင်တော့ရောင်းရတယ်ဝဲသူမလာသေးရင်ကုံပြေစည်းများကိုဖြည့်ရာတန့်ရာအထုံးငယ်တွေကိုထုတ်ရာတရင်ကျော်လာပြီအခါကြီးရက်ကြီးနီးလာတဲ့ဒီလိုရက်တွေမှာချွေတီတီကြောက်အောင်လို့ရောင်းရပါတယ်နေ၁၇နာရီပုံမှန်စားမြယ်နေကင်းထမင်းပင်မွန်လွဲ၂နာရီကျော်မှစားခဲ့ရတယ်နေကလည်းပူပြင်းလာသည်မို့ဈေးဝယ်ပါချိန်၌ဆန့်အောင်မှစင်းခဲ့တယ် ဆန်ရှိခလလက်မှာဆိုင်လွတ်တစ်ခုရဲ့အရေးမှအေးအေးလူလူထိုင်နေလိုက်ပါတယ်။ယုတ်တည်းရဲ့သူ့ရဲ့ဆိုင်က စားပိုင်းမောက်ကြသွားသည်ကို တွေ့လဲရပါတယ်။အလိုလိုနေရင်းနဲ့မောက်ကြသွားခြင်းပေါ်ထူးခြားသလိုထိမိလိုက်တော့လေ။အမှုမဲ့အမတ်မဲ့ပဲနေခဲ့မိပါတယ်။ထိုင်ရာကနေဖြင်းချင်းစွာထားပြီးတော့ဆိုင်ကိုလာခဲ့တယ်။စားထုတ်ဒီကိုကောက်ရှူပြီးတော့ဘန်းထဲကိုထည့်တယ်။နေ့စဉ်မှာပင် ထင်းရှူတစ်တာခွင်တစ်ခုအတွင်မှာပန်းရှောင်ပလတ်စတိတ် လက်ဆွဲအိတ်ကလေးကိုတူမြင်လိုက်ပါတယ်ဈေးဝယ်သူတယောက်ယောက်ကမိကြံခဲ့တာပဲဖြစ်မယ်စိတ်ထဲမှာအဲ့ဒီလိုမျိုးရေရှုပ်ပြီးတော့လက်ဆွဲအိတ်ကိုဆွဲယူလိုက်ပါတယ်သူကစိုင်နီးချင်းအချို့ကိုခေါ်ယူတယ်ဈေးဝယ်သူတို့ရဲ့ပတ်စံအိတ်နဲ့ကုန်ပစ္စည်းများဤကဲ့သို့ မကြခဏမိကြံခဲ့လေရှိကြတယ်ဒုက္ခမျိုး၌စိုင်နီးများကိုတက်တည်ထားပြီးတော့ဖွင့်ဖောက်စစ်စစ်စမြဲတန်တရာကင်းအောင်လို့အပြောင်းအရှံမဖြစ်အောင်ကြီးစုပြီးမှ ပန်းရှင်ထံကိုပြန်ပေးစမြဲပဲဖြစ်ပါတယ်။ကိုကျော်စင်ကပလတ်စတိတ်လက်ဆွဲအိတ်ကိုဆန်ရှိလမ်းပေါ်သို့တုံချလိုက်ပါတယ်။ကွမ်းလိတ်တလေတစ်သားအမုံအစများ၊နားရှိတလုံး၊နားရှိနဲ့ဝါယာချိုးနှစ်ချောင်းဖြင့်ဆက်သွယ်ထားတဲ့ဇနုံးဖြော့ရောင်ထုတ်တထုံနားရှိလက်တံက၃နာရီထိုးရန်၅မိနစ်အလုံး၌ရောက်နေပြီ။ဒါပါလေ။ပောက်ကွဲစီတက်တဲ့အရာလား။အချိန်ကြိုက်တဲ့ဘုံမြလား။ တန်တရားရှိပါတော့လေတိတိကြကြတော့မဝေခွတ်တယ်ကညုတ်ကွင်းဒေသပြည်သူများဖို့1980ခုနှစ်ကအကျန်းဖက်တောင်းကျမ်းမှုတွေမြို့ကိုဝင်စည်းကတက်ခိုက်လူရက်တဲ့နောက်ပိုင်းမှာအေးအေးချမ်းချမ်းရှိနေခဲ့ကြတယ်သို့ပါတော့လေပွင့်လင်းရာသီကို ရောက်လေတိုင်းအဖျက်လူရက်နဲ့မိုင်းထောင်ဖောက်ခွဲတဲ့တည်င်းကိုတော့တနေ့လည်ရှင်အနည်းဆုံးတစ်ချိန်တော့ကြားသိစမြဲယခုနေ့ဖို့ကညုတ်ကွင်းဒေသတွင် ငင်းချမ်းနေပါတော့လေမြောက်ဖက်ဆယ်မှန်ခန့်အကွာဖြူးမြို့၌ရဲတီတီရုပ်ရှင်ရုံတွဲမှာမိုင်းပုံးပောက်ကွဲခြင်းနဲ့တောင်ဘက်ငါးမှန်ခန့်အကွာမှာတော်ကျွင်းအင်းမြို့၌မဟာတာအာလန်းတိုင်များကို ဖောက်ခွဲဖျက်ဆီးခံရ၍တောင်ဝင်ရှိသူများသာမက မြို့လူတူ တပါးပါတည်ရှိခဲ့ရတယ်မိုင်းပုံးဆိုရင်ပောက်ကွဲနိုင်တယ်ဟိဘသူမှမကန်ကြနဲ့ကိုကျော်စိန်ကဝိုင်းအောင်လာသူများကိုအိုဟစ်တတိပေးလိုက်ပါတယ်ထို့နောက်မှာ ဈေးကောင်ရုံတို့အပြေးလွာသွားပြီးတော့တည်င်းပို့လိုက်ပါတယ်။ထိုအချိန်မှာကညုံကွင်းရဲစခန်းမှာဒူရဲအုပ်အေးရှိမှာ BNB လမ်းကြောင်းတစ်ခုအတွက်ပြင်ဆင်နေခြင်းဖြစ်တယ်။မိမိရဲစခန်းကိုဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်သဖြင့်လိုလီသေးမရှိ ပြေစုံတီးကြအောင်လို့ဆောင်ရွက်နေရတယ်။တနက်ထံတနက်မြောက်အလေးပြုအောင်မြင်ပြသားတဲ့ကင်းမှုရဲ့အတန်နဲ့တူကင်းသားတို့ရဲ့လှုပ်ရှားမှုက ဖြစ်ခနေဖြစ်ခနေလက်ရှဲပြသွားတယ်။ တသားခင်မောင်တင်းရဲ့အလေးပြုခရာတန်ကလည်းတာရှာနာပြောပွေတယ်။စံပြခင်အဖွဲ့ကျဲတိကြညီညာတဲ့လှူရှားမှုကိုသူကျေနဲ့နေပြီဖြစ်တယ်။သို့ပါတော့လေအထက်ထက်လေးကျင့်နေစေခဲ့တယ်။ကြောက်တရားမျိုးကိုရောက်နေပြီ။ဘူယမီခီးစင်နဲ့ပတ်သက်ပြီးတော့စကားပြောဆက်မှတင်ရပါတယ်။သူ့နိုင်ကိုကြည့်တယ်။သုံးနိုင်ထိုးရင်မင်းနဲ့အနေငယ်ပဲလိုပါသေးတယ်။လမ်းကြောင်းရှင်တန်း လေးနာရီကျော်မှစကန်းရှိသူရောက်မည်ဟုခန့်မှန်းတယ်လမ်းကြောင်းမရောက်မီတနါရီလောက်တော့အေးအေးဆေးဆေးအနားယူကြအောင်ကွာစံပြကင်းအဖွဲကိုတန်းဖြုတ်ပေးလိုက်တယ်အမှန်ဆိုရင်တော့ဒီနေ့တနေ့လုံးသူတို့အားလုံးမှမနာရသေးမနဲ့မိုးလင်းမီကတည်းကတပ်ဖွဲ့အားလုံးမှစကန်းတွင်ပြန်တန်ရှင်းရေးလုပ်ကြတယ်မနဲ့ခုနှစ်နာရီတန်းစီပြီးတော့ကုစီတောင်းဝင်များစွာဖြင့်စကန်းမပုံတယ်စာအုပ်များ မုခင်နှမ်းရှင်ချက်အခြေပြစီရများစသည်စသည်ဖြင့်ပြည်စုံအောင်လို့ဆောင်ရွက်ကြတယ်တပ်ဖွဲ့ဝင်တွေအနားယူချိန်၌သူကားတော်မနှက်ဖြန်တနင်းလာနေတရားရုံးတရားမဲ့အမှုတွဲတချို့ကို စစ်ဆေးနေခဲ့တယ်ထိုအချိန်မှာပဲတယ်လီဖုန်းကမီလာခဲ့တယ်သူကောက်ကန်လိုက်ပါတယ်ကညုံကွင်းစီပီတရားဈေးတွင်ကကိုကျော်စင်ရဲ့ဆိုင်မှာမိုင်းဘုံကိုမတင်ကားတဲ့ပစ္စည်းတစ်ခုတွေ့ထားတဲ့အကြောင်းကိုသတင်းပို့တာပါ ဟုတ်ကဲ့အခုချိန်ချင်းသွားလိုက်ပါမယ်ဒါအထက်တည်င်းပေးဖို့တာဘယ်သူများလဲခင်ဗျာတာဝန်အသိပြည်သူတယောက်လို့သာမှတ်ထားပေးပါစက္ကမှုကြီးခင်ဗျာဟုတ်ကဲ့ပါတည်င်းပို့တဲ့အတွက်ရဲတပ်ဖွဲ့ကအထူးကိုမှကျေးဇူးတင်လေးစားပါတယ်ခင်ဗျာတာဝန်အသိပြည်သူများကိုရဲအုပ်အေးရွှေကနှလုံးသားမှာအမှန်ပင် လေးစားအားထားမိပါတယ်ရဲတပ်ဖွဲ့ရဲ့လုံမှာအချိန်နဲ့တပြေးညီလှုပ်ရှားရမယ့်ကိစ္စရဲ့များ စက္ကန့်နဲ့မြအရေးကြီးတဲ့တေရေးရှင်ရေအခြေအနေများအမြဲတစေဖြစ်ပေါ်နေတတ်ပါတယ်ထို့အခြေများကိုတာဝန်သိပြည်သူတို့ရဲ့တိကျမကန်တဲ့သတင်းပေးမှုကြောင့်ကြော်လွှားဖြည့်ရှင်းနိုင်ခဲ့ဒီမှာအချိန်များစွာရှိခဲ့ပြီးမဟုတ်ပါလားဒါအချိန်ကြိုက်ဖို့မယ်မတင်ကားတဲ့ပစ္စည်းများကို တွေ့ရတဲ့ဒူရဲအုပ်အေးရွှေမှာချက်ချင်းသိလိုက်ပါတယ်ဟုတ်တယ်စကန့်မူချိန်ကြိုက်ထားတဲ့ဖောက်ခွဲကြီးပစ္စည်းပဲ အနည်းရှိတဲ့ချက်ကြီးကပြောပါတယ်3:15မိနစ်တည်တည်မှာပောက်ခွဲဖို့ချင်းကြိုက်ထားတယ်ဒူရဲအုပ်အေးရှိမှာသူ့ရဲ့နိုင်ကိုကြည့်ပါတယ်3:00တည်တည်ရှိပြီပောက်ခွဲရန်15မိနစ်သာလိုပါတော့တယ်ချင်းကြိုက်နိုင်စက္ကန့်လက်တန်ရှိကတထစ်ချင်းတထစ်ချင်းတပတ်ပြီးတပတ်ရွှေလျားလိုနေပါတယ်တေမင်းကမိမိတို့နဲ့အလွန်တရာကူမှနီးကပ်နေပြီ ဖြစ်သဖြင့်တတိပြုမိလိုက်တယ်သူ့ရဲ့အာယုံ၌ အနှစ်ရဲ့အချက်ပင်ခေါင်းလောက်မိတဲ့များကိုအဆက်မပြတ်စူညံလို့သွားပါတယ်ဝိုင်းအောင်ကြည့်နေကြတဲ့လူအုပ်ကြီးတွေမှာစိုးချိန်စိတ်ကဖိစီးလာတယ်ဒါချိန်ကိုက်မိုင်းပုံမှာအားလုံးဝေးကြကိုသွားကြပါ အချိန်မရှိပောက်ခွေးနိုင်ပြီအနှစ်ရဲ့ရှိပါတယ်မိမိရဲ့တက်ဖွဲ့အင်းအားနဲ့ကြားရောက်လာတဲ့ကံကြမ္မာစိုးကိုပင်ကြောက်လန့်ချမှန်မသိတယ်စူစမ်းတီတို့ကိုဘေးကင်းရရောက်လို့ဖိတ်ကြသိပါတယ်ပောက်ခွေးချိန်ကမင်းနဲ့အနှငယ်သာလို့တော့တယ် နိုင်မြေခံတက်ရက်မှာမန်းကျွမ်းကျင်သူကိုအကြောင်းကြပြီးစောင်စမ်းနေရန်လည်းအချိန်မရ။ဤဖောက်ခွဲတဲ့ပစ္စည်းကိုဘေးကင်းလုံခြုံတဲ့နေရာတစ်ခုမှာယူဆောင်သွားရန်လည်းမဖြစ်တော့လူတွေကိုဘေးကင်းရာဖယ်ရှားထားပြီး၎င်းတိုင်းပဲပောက်ခွဲသည့်အထိလည်းမဖြစ်ခံနိုင်။မြည်သည့်နီးမဆိုဖယ်ရှားရှင်းနေရမည်ဟု သူရည်ရည်ပြည့်ဆုံးဖြတ်လို့ထားတယ်။ချင်းကိုက်မိုင်းပုံးရဲ့တဘာဝကို သူနားလေတယ်။ပုံမှန်အားဖြင့်ချင်းကိုက်ထားတဲ့အချင်းကိုရောက်လျင် နာရှိကလက်ရဲစစ်တက်အားဝါရှားကျိုးတချောင်စီးဝင်သွားမည်ဝါရှားမတစင်ဖောက်ခွဲတဲ့ပစ္စည်းတံကိုရောက်ပြီးပောက်ခွဲသွားမည်ဖြစ်ပါတယ်အချိန်မီဆက်သွယ်ထားတဲ့ဝါရှားကျိုးကိုဖျက်တောက်လိုက်ပါကမပောက်ခွဲနိုင်တော့ဒုဗ္ဗတော်လည်းတေချာပေါက်လေပြောရွှေမရကျွမ်းကျင်တဲ့ဖောက်ခွဲမှုပစ္စည်းသမားကနာရှိဇက်ကိုပြုပြင်၍အချိန်မစိမီပောက်ခွဲအောင်လုပ်တတ်ပါတယ်နာရှိကိုဟန်ပြဆက်သွယ်ထားပြီးဝါရှားကျိုးကိုဖျက်မှသာ ေါက်ခွဲအောင်လို့စီမံထားတဲ့ချင်းကိုက်ဘုံတွေလည်းရှိတတ်ပါတယ်။ကင်ဂျမာဇိုးနဲ့မြေတုပ်ပင်ကြုံရပါစေ။အချိန်မီဝါယာကျိုးကိုဖျက်တောက်၍ဖေရှားရှင်းလင်းရန်ဆုံးဖြတ်လိုက်ပါတယ်။တပ်ဖွဲ့ဝင်တွေကိုဘေးကင်းတဲ့နေရာကိုနေရာယူခိုင်းလိုက်တယ်။အနည်းရှိဆိုင်တဲ့ဆိုင်ကပလဲရှားတလက်ကိုရှာပြီးရန်အခုညီတောင်းတယ်။သူကိုယ်တိုင်ဖျက်မိ။စက္ကန့်တစ်ထက်မှာပေါက်ခွဲတဲ့တန်တဲ့တူခနာကိုပိုင်းပိုင်းဖြစ်သွားမိကိစ္စ။ ြည်သူကိုမှအမိန်ပေးပြီးတော့မစီခန်းရံချင်းကြိုက်ဖို့အနေမှာသူတယောက်တည်းပဲကြံရစ်ခဲ့ပါတယ်ကျွန်တော်ကိုဖျက်ခွင်ပြုပါဘူးကြီးအတန်းနဲ့တူသူ့ရှေ့ကိုရောက်လာသူကိုကြည့်လိုက်ပါတယ်ရဲတက်တာခင်မောင်းတယ်စံပြကင်းအဖွဲရဲ့ခရသမားဒီရဲဘော်ကိုနေရှာသေးသေး၌တာဝန်ပေးဖို့တယ်တာဝန်ပေးရတဲ့အတိုင်းမှာလေဟာမှုမတွေ့ရလို့ကြာဖြစ်လက်စွာရှိစမြဲပင်မန်းနေပါတော့လေမကြီးမညူတတ်တဲ့ ရဲဘော်လေးဖြင့်သူတီထားတယ်။ဒါကြောင့်မလို့ရဲစခန်းရဲ့နာမျက်စီဖြစ်တဲ့နေဒိန်တောင်ဝင်းကိုပင်ပြည့်အပ်ထားတယ်။သူ့ရဲ့လက်ထက်မှာကဲကြီးတလက်ကန်ထားသူကိုတွေ့ရပါတယ်။ခင်မောင်နဲ့ဒါတာမန်ကိစ္စမဟုတ်ဘူးအနေရရှိတယ်ကွာ။ကျွန်တော်သိပါတယ်ဘိုးကြီး။ဝါရှာကိုဖျက်ဖို့ကြံရွယ်နေကြရောဖျက်လိုက်ရတဲ့အချိန်မှာရောပောက်ကွေ့သွားနိုင်တယ်။မှက်သေးသွားမယ်။အသက်အနေရရှိတာကျွန်တော်သဘောပေါက်ပါတယ်ဘိုးကြီး။ ဘိုးကြီးကကျွန်တော်ရဲ့အမိအဖပါကျွန်တော်အနည်းနာခံပြရစီဘိုးကြီးတပ်ဖွဲ့ဝင်တွေရဲ့ကိုစားကျွန်တော်ကိုဖျက်ခွင်ပြုပါပြောပြောဆိုဆိုပဲဖောက်ခွဲရှိပစ္စည်းပေမှာတက်သားခင်မောင်တင်းကဒူးထောက်ထိုင်လိုက်တယ်ရဲအုပ်အေးရွှေရင်ထဲကိုနှင်သွားရတယ်မိမိရဲ့တပ်ဖွဲ့ဝင်ရဲဖော်လေးအပေါ်မှာကဲကြမာစုမကြားရောက်စီလို့ပါတို့ပါတော့လေရဲဖော်လေးရဲ့ရဲတဲဖွဲ့ဝင်ကောင်းပီးသားစွာ အနစ်နာခံလို့မို့ စွန့်လုံစွန့်စားမှုကိုတော့အတိအမဲ့ပြုရမိတာဖြစ်ပါတယ်။သူကရဲဘော်ခင်မောင်တင်းရဲ့လက်မှာကကြေးကိုပြက်မပြက်စစ်စစ်ပြီးမြေပြင်မှာပဲမှောက်၍ဝါရှာကျိုးကိုဖျက်ရန်တတိပေးတယ်။ရဲဘော်ခင်မောင်တက်ကချင်းကိုင်မန်းကိုမျက်နှာမူ၍မှောက်လိုက်ပါတယ်။သူကလည်းမလန်မကန်းမှမှောက်ရှင်းနဲ့ကြည့်နေတယ်။ရဲဘော်ခင်မောင်တင်းရဲ့လက်မှာ ကကြေးကဝါရှာကျိုးအနီးမှာတတိကြီးစွာကက်နေသည်ကိုမြင်ရပါတယ်။ စိုးရိမ်ကြီးလွန်းနေသည်လို့ထင်ပါတယ်။ကကြေးကနေငယ်ရမ်းခါနေတယ်။စိတ်ကိုငြိမ်ငြိမ်ထခင်မောင်းတဲ့။သူကတတိပေးနေစီမှာပြန်။ဝါရှာကျိုးကကကြေးအသွားနှစ်ခုကြာမှာရောက်သွားတယ်။တက်သားခင်မောင်းတဲ့ကသူ့ကိုလှမ်းကြည့်လိုက်တယ်။ဖြစ်တော့သူကဲ့သို့အချက်ပေးလိုက်ပါတယ်။တက်သားခင်မောင်းတဲ့မှာအန်ကိုကြိတ်ပြီးတော့ဝါရှာကိုဖျက်လိုက်တာနဲ့သူကမျက်နှာကိုငုံချလိုက်တယ်။ကြောက်မဖွယ် တိတ်ဆိတ်ခြင်းအတွင်းသို့ကကြေးညံ့တန်နှစ်ချက်ကတက်ဆက်ခန့်စီချပြီးတော့ထွက်ပေါ်လူလာခဲ့ပါတယ်ကြီးလိုက်တော့ဝါရှာကျိုးတွေပြတ်သွားပြီဒုက္ခရဲဘော်လေးကိုဆွဲထူလိုက်တယ်ချစ်ခင်လေးစားစွာဖြင့်သပင်ကိုပုတ်တက်ပေးလိုက်တယ်ဈေးပင်သားရှာဈေးတောင်ဝင်ရှိသူများနဲ့ဈေးသူဈေးသားတို့ရဲ့အောဘလက်ခုပ်တံများထွက်ပေါ်လူလာခဲ့ပါတယ်အေးချမ်းစွာနေထိုင်တဲ့အပြင်းမဲ့တဲ့မိမိတို့ပေါ်အကျန်းဖတ်သမားက ချိန်ကြိုက်ဖောက်ခွဲတဲ့ပစ္စည်းဖြင့်တေချောင်းကြံစီခဲ့တယ်။ထို့ဘေးစိုးကြီးကိုဂျက်တက်ဖွဲ့ကအချိန်မီရှင်းလင်းဖယ်ရှားပေးခဲ့သည်မဟုတ်ပါလား။ဒူရဲအိုအေးရွှေနဲ့တက်ချက်ကြီးတို့ဘက်ကပဝင်းကျင်ကိုရှာဖွေရှင်းလင်းလိုက်တယ်။ပြီးတာနဲ့ရဲစခန်းပြန်ခဲ့ကြတယ်။ VMB လမ်းကြောင်းစခန်းရှိမရောက်မီမှာအလျင်ရှိနေအောင်မီမဟုတ်ပါလား။ဒူရဲအိုအေးရွှေကဖြည့်စင်ကိုအထက်အစိမ့်စင်တို့ဂျီနန်းရက်ပြီးတော့ပို့လိုက်ပါတယ်။ ုတ်ကဲ့ပါခင်ဗျာဇလန်လီကတော့ဒီနေမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်လီကိုဆုံးထိလိုက်ပါနားဆင်ပေးတဲ့တို့ဦးတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါရခင်ဗျာ